ဝိုင်းစ်ဘက်မှာဘောလုံးဝဲမရှိတဲ့နေ့တွေမှာတောင်းလို့ရမယ့်ဒီဘောလုံးဂိမ်းပေါ့နော်ဖီဘောဘောလုံးဂိမ်းနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အဆိုရင်ကျွန်တော်ဖီဘောဘောလုံးဂိမ်းကိုဘယ်လိုလောင်းမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ e-sport game ဖြစ်တဲ့အတွက်ဒီမှာပေါ့နော်ကျွန်တော်မီနူးမှာရှိတဲ့ဒီ e-sport ဆိုတာကိုဝင်လိုက်မယ် ကဲအဲ့လိုဝင်ပြီဆိုရှင်ဒီမှာ battery e-sport ဆိုအရှိရေပေါ့နော်အဲ့ဒီတဲကနေပြီးတော့မှဒီမှာသူကဒီလိုပြထားရဆိုရှင်ကျွန်တော်ဒီမှာမတောင်းသိမဲ့ဒီကဟာလေးကိုအရှင် all ဆိုတဲ့ဟာလေးကိုအရှင်ရှာလိုက်မယ်ပေါ့နော်အဲ့မှာဆိုရှင်ဒီမှာအပေါ်ဆုံးမှာရှိတဲ့ဒီ fiber ပေါ့နော်ဒီ ball game မှာဆိုရင် fiber ရှိမယ်ပြီးလို့ရှင်ဒီ PS ဆိုအရှိမယ်ပေါ့နော် Okay ဒီမှာ PS ဆိုရှိမယ်ပေါ့နော် အခုကျွန်တော်ကဒီ fever လောင်းနည်းကိုပြောပြပြတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ fever ဆိုတာဝင်လိုက်မယ်ဝင်ပြီးဆိုရှင်ဒီမှာသူကလောင်းနေဟာမျိုးစုံရှိရပေါ့နော်ဒီမှာကျွန်တော်အရင်အောက်ဆုံးမှာရှိတဲ့ဒီဟာလေးကိုကျွန်တော်ဒီမှာ off ဆိုတဲ့အရာလေးဝင်လိုက်မယ်ပေါ့နော်ဝင်လို့ရှိရင်ဒီမှာသူကဒီမျိုးစုံရှိတယ်ပေါ့နော် penalty ပဲတက်တက်လောင်းခြင်းလဲဆိုလို့လောင်းလို့ရတယ်ဒီ SC25 ပေါ့နော် FC25 တို့ဒီ FC24 ဆိုတာဒီ925 924ဂိမ်းပေါ့နော် โอเคနောက်25မှာဆိုရင်လည်းဒီမှာသူကဒီ3ရက်3ရက်ကစားတဲ့ဟာ4ရက်4ရက်ကစားတဲ့ဟာဒါကတော့ကျွန်တော် full set လို့ပေါ့เนาะ full set လို့ကစားတဲ့ဟာဖြစ်တယ်ကျွန်တော်ပုံဒီပွဲရှည်ကြီးပေါ့เนาะ game ပွဲရှည်ကြီးကိုလောင်းမယ်ဆိုရင်ဒီမှာသူကဒီဟိုပါပေါ့เนาะဒီမှာ Europa League တို့ Champion League တို့လည်းရှိရပေါ့เนาะအဲ့ဒီတည်းမှာမှာကျွန်တော်ဒီမှာ Champion League တဲ့ကိုဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ဒီမှာသူကဒီ အဲဒီမှာပေါ့နော်ဒါဆိုရင် PSV နဲ့ Aston Villa ဆိုလို့ရှိရင်နောက်ထပ်22မိနစ်နေလို့ရှိရင်သူကကန်မှာပေါ့နော်ဒီအောက်မှာဆိုရင်ဒီကောင်ကတော့သူကကန်နေပြီပေါ့နော်ဒီမှာမိနစ်80တောင်ရှိနေဒီကန်နေတဲ့ဟာလည်းလောင်းချင်ရင်လည်းလောင်းလို့ရရတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်ဒီဒါဆိုရင်နည်းနည်းကြာအောင်မှဖြစ်တယ်ဒီဟောပေါ့နော်22မိနစ်ပေါ့နော်နောက်ထပ်22မိနစ်နေကစားမယ်ဒီ PSV နဲ့ Aston Villa ပွဲအကြောင်းကိုရှင်းပြပေးတော့မယ်ပေါ့နော်ဘယ်လိုလောင်းအောင်လဲဆိုတာโอเคအဲဆိုရင်8တဲဝင်လိုက်မယ်โอเค8တဲဝင်ပြီဆိုရှင် ဒီမှာပေါ့နော် तू อ่ะဒီ regular time နဲ့မှာပဲ regular time နဲ့ဟာတို့ကျွန်တော်တစ်ခုချင်းစီကိုရှင်းပြပေးသွားမယ်ပေါ့နော် Okay ဒီကတော့ဒီပထမအပေါ်ဆုံးမှာရှိတဲ့1 to 1 h2 ဆိုတာတော့ဒီပုံမှန်တိုင်းမှာပေါ့ကျွန်တော်ဒီအဲအိမ်ခွင်းနိုင်မလားဝေးခွင်းနိုင်မလားပေါ့နော်ဒီ h ဆိုလို့ရှင်တရေပေါ့နော် w1 ဆိုရှင်ဒီအိမ်ခွင်းနိုင်တာပေါ့နော်အိမ်ခွင်းနိုင်လို့ရှင်၄ဇဥပမာကျွန်တော်တထောင်လောင်းလို့ရှင်၄တောင်ရမယ်ပေါ့နော်အဲ့တော့တကယ်လို့ Aston Villa မှာလောင်းမယ်ဆိုလို့ရှင်တထောင်လောင်းလို့ရှင် ူကဒီ1500ပေါ့နော်900ပဲမြတ်မယ်ပေါ့နော်နောက်တစ်ခုက double chance double chance ဆိုတာကကြတော့ဒီ18ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ PSV ကတရေဖြစ်မလားပေါ့နော်ဥပမာဒီဘွဲ့တရေဖြစ်ရင်လည်းရတယ်ဒါမှမဟုတ်ရှင် PSV နိုင်မယ်ပေါ့နော် PSV နိုင်နိုင်တရေဖြစ်တရေပဲဖြစ်ဖြစ်အဆိုရှင်ဒီ YH ကိုလောင်းထားရဆိုရင်1000လောင်းရှင်2200လောက်ရမယ်ပေါ့နော်။ Okay ဒီ 2H ဆိုတာကြတော့ဒီ Aston Villa က ဒီ Aston Villa နိုင်မလားဒါမှမဟုတ်ရှင်တရေကြမလားတရေကြရင်လည်းရရဲ Aston Villa နိုင်ရင်လည်းရပါဒါပေမဲ့ तू က1000လောက်ရှင်1100ဆို100ပဲမြတ်မယ်ပေါ့နော်ဒါကတော့ तू ကဒီအဲနိုင်နိုင်နဲ့ရှာခင်တော့များရဲပေါ့နော်အဲ့အဲ့တော့ကြောင့်မလို့ဒီဈာနေဝါပေါ့နော်နောက်ခုက Potent to score ဆိုတာတော့ဒီအဲကျွန်တော်ဒီပါပေါ့နော်ဒီပွဲကနှစ်သင်းလုံးကိုရှူးမလားမရှူးဘူးလားပေါ့နော်ရှူးမယ်ဆိုရင် yes မရှူးဆိုရင် no ပေါ့နော်နောက်တစ်ခုက Each tend to score 2 or more ဆိုတာကြောင့်ဒီ နှစ်ဖက်လုံးอ่ะပေါ့เนาะနှစ်ကိုးစီပေါ့เนาะနှစ်ကိုးစီအတွင်းမလားဆိုတော့ပြောချင်တာတကယ်တော့နှစ်ကိုးစီမတွင်းဘူးဆိုရင်ဒီမှာ no ပေါ့เนาะ no ဆိုလို့ရှိရင်1.2ဇာပဲရမှာပေါ့เนาะโอเคနောက်တစ်ခါ total ကတော့တည့်ရတိုင်းပဲဒီကတော့ဂိုးပေါ်ဂိုးအောက်ပေါ့เนาะအဲ1.5ဆိုလို့ရှိရင်ဒီပွဲက 2z ပေါ့เนาะ 2z တို့မဟုတ်အဲနှလုံးထက်ကြလို့ရှိရင်ရမှာပေါ့เนาะအဲ့လိုမျိုး2.5ဆိုလည်းအဲ့လိုမျိုးပဲ3လုံးထက်ကြရင်ရမှာအဲဒါ ਈ ကတော့ဒီ1.5တွေ2.5တွေနားမလည်ဘူးဆိုရင်ကျွန်တော်ရဲ့ YouTube channel မှာတင်တဲ့ဒီ Mount Lonely ဆိုတဲ့ ဗီဒီယိုမှာတွေ့ချင်ရရပါတော့။ Okay နောက်တော့က handicap handicap ကလည်းအတူတူပဲကျွန်တော်တို့ဒီ1.5ပါညာပေါ့နော်1 0ပေါ့နော်ဒီ1ဆိုတာပထမအရှိမပြတဲ့1ဆိုတာဒီအိမ်ဝင်းကိုပြောတာအိမ်ဝင်းက0ဆိုတာကတော့အဲဒီဒဲ့ပေါ့နော်ဒဲ့ဆိုရဲပုံစံမျိုးနဲ့တကယ်လို့ PSV နိုင်မှာဆိုရင်သုံးစားရမယ်ပေါ့နော်အဲ့လိုမျိုးပြောထားရပေါ့နော်တကယ်လို့1 1ဆိုတာကျတော့ဒီသူ့ကိုအဲတလုံးကျော်ပေါ့နော်ဥမာအဲဒီကောင်ကအဲဘယ်လိုပြောမလဲ လုံးကျော်ပေးထားရပေါ့ဗျာဥပမာ Astronomila 01လောက်နဲ့တကယ်0ဒေါ်ကျမှဆိုရင်နိုင်နေဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါရေးနားမလည်ဆိုရှင်ကျွန်တော်ရဲ့ဒီ YouTube channel မှာတင်ထားတဲ့ဒီမောင်းလောင်းလေးဆိုတာမှတက်ကြည့်လိုက်ရရပေါ့နော်အတုက Total 1 Total 1ဆိုတာကြာ Total 1ကဒီ PSV ပေါ့နော်1ဆိုတာအင်ကွင်း အိမ်ကွင်းက PSV အကြောင်းပြောတာ PSV က PSV နဲ့ပတ်သက်ပြီးတော့ဒီ goal ပေါ့ပေါ့နော် PSV တလုံးရှုမလားနှလုံးရှုမလားသုံးလုံးရှုမလားဆိုတာနဲ့ပတ်သက်ပြီးလောင်းရတာဖြစ်တယ်ဒီ Total 2ကလည်းအဲ့လိုမျိုးအတူတူပဲပေါ့နော်ဒီ Aston Villa ကိုပြောတာနောက်တစ်ခုက Next goal Next goal ဆိုတာကကြတော့ကျော်ဒီ team 1 to score goal 1ပေါ့နော် B ပထမဆုံး goal က team 1ရှုမလားတဲ့ဒီ PSV ရရှုမလားဒါမှမဟုတ်ရှင်ဒီ team 2 to score ဆိုလို့ရှင်ဒီ ပထမ goal ကဒီ Aston Villa ရှုမလားဆိုတာလောင်းရတာပေါ့နော်။ No goal ဆိုတာတော့0 draw ပေါ့နော်။0 draw ဖြစ်ဒီပွဲက0 draw ဖြစ်မှဆိုရင်36စာတန်းရမယ်ပေါ့နော်။ဥပမာ1000လောင်းလို့ဆိုလို့ရှိရင်36တန်းရမယ်ပေါ့နော်။အဲ့ဒါမှနောက်တစ်ခုက10 1 2 score go 2ဆိုတာကတော့ကျွန်တော်ဒီဒုတိယမြောက်ကိုဘယ်သူတွင်းထားလဲဆိုတော့ပြောတာပေါ့နော်။ Okay နောက်တစ်ခုက1 2 score ပေါ့နော်။အမ်ဒီ ဘယ်လိုပြောမလဲသူကဒီ1ပေါ့နော်1ဆိုတဲ့ PSV ကကိုရှူမလားမရှူလားဆိုတာပြောရပါတော့ဒီဘွဲက PSV ကတကိုရှူပြီဆိုရင်တော့မှရပြီပေါ့နော်အဲ့တော့ဒီ yes ကိုလောင်းမယ်ဆိုရင်1.2ပေါ့နော်တကယ်လေအကယ်၍ဒီ PSV ကတပွဲလုံးမှာမှတကိုမှမရှူပေါ့နော် no လောင်းထားမယ်ဆိုရင်တကိုမှမရှူဆိုရင်ရမယ်ပေါ့နော်အဲ့လိုမျိုးပဲတင်း22 score ဆိုတာကြဒီ Aston Villa ကဂိုးရှူမလားမရှူမလားဆိုတာကိုသူကလောင်းရတာပေါ့နော်။ Okay နောက်တစ်ခါ Corres score Corres score ကတော့အဲတည့်ရတိုင်းပဲပေါ့နော်။ဒီဂိုး အတိအကျကိုခံမရတာပေါ့နော်1စီဖြစ်မလား2စီဖြစ်မလားဒါတွေကတော့ဈာရည်များတယ်ပေါ့နော်ဒါတော့ခံမရတာဖြစ်တဲ့အတွက်အတိအကျဖြစ်မှရမယ်ပေါ့နော်โอเคနောက်တစ်ခုက total event total event ဆိုတာဒီစုံပေါ့နော်တပွဲလုံးရဲ့ goal တွေကိုတွက်ပြီးတော့စုံဖြစ်မလားမဖြစ်မလားဆိုတော့လောင်းရဒါကတော့ yes or no သူကတော့ဒီတာမန်ပေါ့နော် yes ပြလား no မလားဘယ်သူမှမသိနိုင်တဲ့အတွက်အဲဈာရတော့အတူတူပဲပေါ့နော်ဥပမာ PSP ပီအက်စဗီပဲရှိရှိအက်စတွန်ဗီလာပဲရှိရှိနှစ်သင်းလုံးရဲ့ဂိုးတွေပေါ့နော်တပွဲလုံးရဲ့ဂိုးတွေကိုတွက်ပြီးတော့မှအစုံကဏန်းလားမကဏန်းလားဆိုတော့လောင်းရတာပေါ့နော်โอเคနောက်တစ်ခု HD2 FD ပေါ့နော်ဒါကတော့ဒီပထမပိုင်းနဲ့ဒီနေရာမှာအကုန်မှားကြတာကဒီပထမပိုင်းနဲ့ဒုတိယပိုင်းဆိုထင်ကြတယ်ခင်ဗျအဲ့လိုမဟုတ်ဘောနော်ဒီပထမပိုင်းရယ် FD ဆိုတာ full time ပေါ့နော်တပွဲလုံးရဲ့ဘယ်လိုပြောမလဲရလက်နဲ့ပေါ့နော်ပထမပိုင်းရလက်နဲ့တပွဲလုံးရဲ့ရလက်ကိုတွက်ရတာပေါ့နော် ဒါကျွန်တော်တို့ဒီဘယ်လိုပြောမလဲဘောလုံးဝဲလောင်းတာနဲ့လည်းအုံတူတူပဲเนาะဒီ area တွေကဘောလုံးဝဲလောင်းတဲ့ဟာတွေလည်းဒီလိုမျိုးပဲအဲ့တော့ဒီ area ကိုဒီ video ကြည့်ပြီဆိုရင်ဘောလုံးဝဲလောင်းနေပါသိပါမယ်ပေါ့เนาะ Okay ဒါဆိုရင်အမ်ဒီ area ကခုနပြောသလိုပဲဒီပထမပိုင်းမှာဘယ်သူနိုင်မလဲပေါ့เนาะ W1 W2 ပေါ့เนาะအိမ်ဝင်နိုင်မလားဝေခွင့်နိုင်မလားနောက်တစ်ခုက FD ဆိုတာဒီတပွဲလုံးရဲ့ရလက်ပေါ့နော်တပွဲလုံးရဲ့ရလက်ကဘယ်လိုဖြစ်မလဲပေါ့နော်အဲ့ဒီဟာကိုလောင်းရတယ်နောက်တစ်ခုက score in each half ပေါ့နော် Okay ဒီကကြတော့ဒီမှာ စတန်ဒီဂရိတာတန်းနေရှိမယ်ပေါ့နော်။ဥမာပထမဆိုရင်1ဂရိတာတန်း2ဆိုတာဒီပထမပိုင်းရဲ့ goal အားလုံးပေါင်းတဲ့ဟာကပေါ့နော်။အဲဒုတိယပိုင်းရဲ့ goal အားလုံးပေါင်းတဲ့ဟာထက်ဒီများမယ်ဆိုရှင်2.7ဆာရမယ်ပေါ့နော်။ Okay ဒါကတော့အဲနားလည်မယ်လို့ထင်ပါတယ်။အဲ့လိုမျိုးပဲ1အဲ1 less than 2ဆိုလို့ရှိရင်အဲ့လိုမျိုးပဲပေါ့နော်။ဒီအဲပထမပိုင်း goal ရလက်က အားလုံးပေါင်းနဲ့ရလက်ပေါ့နော်ပထမပိုင်းကိုအားလုံးပေါင်းရလက်ကဒုတိယပိုင်းကိုအားလုံးပေါင်းရလက်ထက်နည်းမဆိုရင်2.1နိုင်စားရမယ်โอเคညီညီခဲ့မှာဆိုရင်တော့1 2ပေါ့နော်အဲဒီမှာ1 2ပေါ့နော်ညီခဲ့မှာဆိုရင်3.92စားရမယ်โอเคနောက်တစ်ခုက go in bo half ပေါ့နော် go in bo half ဆိုတာကြာဒီနှစ်သင်းသလုံးကဒီပထမပိုင်းရောဒုတိယပိုင်းရောပြောမှဆိုရှင်ပထမပိုင်းပဲဖြစ်ဖြစ်ဒုတိယပိုင်းဖြစ်ဖြစ်0တော့မဖြစ်ရဘူးเนาะမပထမပိုင်းကလည်း01ပဲဖြစ်ဖြစ်02ပဲဖြစ်ဖြစ်အဲ့လိုမျိုးရှိမှာပေါ့เนาะနောက်တစ်ခုကဒုတိယပိုင်းကလည်း10ပဲဖြစ်ဖြစ်ဘာပဲဖြစ်ရတယ် ဟိုမှာပထမပိုင်းရဲ့ကိုးသွင်းရမယ်ဒုတိယပိုင်းရဲ့ကိုးသွင်းမယ်နှစ်ဖက်လုံးသွင်းရရပေါ့နော်အဲဒါ yes or no လောင်းလို့ရတယ် okay နောက်တစ်ခါ10 1 2ဝင်အဲ actually 1 half ပေါ့နော်ဒါကတော့အသင်း10 1ဆိုတဲ့ PSV ရပေါ့နော်ဒီပထမပိုင်းနိုင်မလားပထမပိုင်းပဲနိုင်နိုင်ဒုတိယပိုင်းရဲ့နိုင်နိုင်ပေါ့နော်ဒီ yes ကိုလောင်းထားမယ်ဆိုရင်ရမယ်ပေါ့နော် okay နောက်တစ်ခါ10 2ဆိုတာလည်းအဲ့လိုမျိုးပဲဒီ yes ကိုယူထားမှဆိုရင်တစ်ပိုင်းတစ်ပိုင်းနိုင်နေရတယ်။ဥမာပထမပိုင်းနိုင်နိုင်ဒုတိယပိုင်းနိုင်နိုင်ပေါ့နော်။ဘယ်ပိုင်းမှနိုင်နိုင်အက်စတိုမီလာနိုင်မှဆိုရင်ရမယ်။ okay နောက်တစ်ခါ first goal တိုင်း first goal time ဆိုတာပထမဆုံးအတွင်းနဲ့ goal ဟာလေဒီမှာ10မိနစ်ကနေ29မိနစ်အတွင်းမှာရှိရမယ်ပေါ့နော်အဲရှိရမယ်ဆိုလို့ရှိရင်အဲ့အဲ့ဂျာထဲမှာအတွင်းခဲ့မယ်ဆိုလို့ရှိရင်1.35 star ရမယ်ပေါ့နော်ဒါလို့အဲ့ဂျာထဲမှာမတွင်းမနဲ့ဒီ30မိနစ်30နဲ့90အတွင်းမှာအဲဘယ်စပြီးရှူးမယ်ပေါ့နော်စပြီးရှူးမယ်လို့တောင်းမယ်ဆိုရှင်အဲ3 star ရမယ်ပေါ့နော်โอเค0တော့ဖြစ်မှာဆိုရင်တော့36 star ရမယ်ပေါ့နော်โอเคနောက်တစ်ခု AZ number ပေါ့နော် AZ number ဆိုတာကကြတော့ဒီခုနပြောတဲ့ goal bound ကိုသူက တွေ့ရတာဗောနော်ဥမာ PSV နဲ့ Aston Villa ဥမာဒီဘက်က1တော့ကြမှာဆိုရင်1နဲ့1နဲ့ပေါင်းတော့2 2ဖြစ်တယ်တော့ကျွန်တော်တို့က2ကိုလောင်းမယ်ဆိုလို့ရှိရင်အဲလေးစားရမယ်ဗောနော်အဲ့လိုမျိုးပဲခုနပြောရ0ဆိုတာတော့တကူမှမတင်ဆိုရင်36စားဒါအပေါ်က no go နဲ့တူတူပဲဗောနော်โอเคနောက်တစ်ခုက10 2 2 win both half ဆိုတာကျတော့ဒီအဲထပ်ပါတော့ဒီ Aston Villa ကအဲနှစ်နှစ်ဘယ်လိုမလဲ အက်စတွန်ဗီလာကပေါ့နော်အက်စတွန်ဗီလာကဒီပထမပိုင်းလည်းနိုင်ရမယ်ဒုတိယပိုင်းလည်းနိုင်ရမယ်ပေါ့နော်အဲဆိုရင်တော့ yes ကိုရွေးထားမယ်ဆိုရင်တော့အဲ4.22ပေါ့နော်တထောင်လောင်းလို့ရှိရင်၄တောင်ရမယ်ပေါ့နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်ကဒီ fever ကအလောင်းကြီးနဲ့ပတ်သက်ပြီးတော့ပြပြပေးတော့ပြရတယ်ဒီဘောလုံးဝမရှိတဲ့နေ့တွေမှာဒီ fever တွေကအအချိန်တန်းလိုလိုရှိတယ်ပေါ့နော်အနိုင်ဝက်တစ်ခါ15မိနစ်တစ်ခါရှိအဲ့တော့အပြင်းပြေလောင်းကျင်တာဖြစ်ဖြစ်လောင်းကျင်တာဆိုလို့ရှိရင်ဒီမှာလောင်းလို့ရပါတယ်โอเคဒါက ဒါတွေအခုရှင်းပြသွားတဲ့ဟာတွေကဒီဘောလုံးလောင်းတဲ့ခါမှာလည်းအကုန်တူတူပဲပေါ့နော်ဒါတွေကโอเคအဲဆိုရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲโอเคစိတ်ဝင်စားလို့မို့လို့ဒီ 1H ဘက်ကိုစော်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ promo code ကိုသုံးပြီးတော့စော်ကစားလို့ရပါတယ်โอเคအဲဆိုရင်အားလုံးဒီလောက်ပါပဲ